ခမရိုရိုဟင်ဂျာလူမျိုးလောက်ခံယူထားတဲ့လူတွေရလေနှစ်လပိန်သုံးတွေမင်းတို့ကိုငါပြက်ပြက်ပြောမှာဆိုမင်းတို့လိုလူတွေရလေဝတ်သားများများကျွေးမှာဦးနှောက်ကောင်းလာမယ်ချင်းနဲ့မင်းတို့ဝတ်သားမစားလို့ဦးနှောက်မကောင်းတာလားအမေဒေါ်အောင်ဆန်းစုတီလူမျိုးကဘာကလေးစားတဲ့ပုံကိုကြောက်တာတော့ထက်မပြောနဲ့တော့ဒေါ်အောင်ဆန်းစုတီကိုနော်ကြောက်တာတော့မပြောနဲ့တော့သူတို့သမီးအရွယ်ရှိတဲ့ပန်ဆယ်လူတော်မှအခုဟာပန်ဆယ်လူထမိန်နေတာနဲ့ သေးဖြန့်ဖြန့်ကြရတဲ့အဆင့်ဖြစ်နေတယ်။ဒီထက်ဆောင်ရှင်မရှိတဲ့အာနာရှင်ဆိုတာလည်းမရှိတော့တော့အဲ့တော့ဒီလောက်လုပ်ပြနေမှာတော့ကျွန်တော်တို့ကဒီပွဲကြီးကိုမပြီးပြအောင်အဆုံးသတ်ရမယ်လို့တင်ပြနေစရာပြောပြနေစရာမလိုတော့တော့ဘူးလို့ထင်တယ်။အဲ့တော့ထိထိရောက်ရောက်နော်မြ мян တော်လန်ရေးကိုပြီးကျင်တယ်ဆိုလို့ရှိရင်ပြီးသူတွေအနေနဲ့ညင်ရမယ်အချိန်မှာညင်ပေးပါကျမတို့တော်လန်ရဲဟာနိုင်ကိုနိုင်ပါပါကျမတို့ဘေးနိုင်ငံကိုမှအာမကိုတို့ဘေးနိုင်ငံရဲ့အကူအညီကိုမှကျမတို့မလိုအပ်ပါဘူးเนาะကျမတို့ပြည်သူတွေညီယုံနေတယ်ဒီတိုက်ပွဲကနိုင်ပါတယ်အားလုံးမင်္ဂလာပါမင်္ဂလာပါ ဟောဘကျွန်တော်ဒီနေ့လဲရင်းနေပေါ့နော်ဒီလိုစကားနှင်းပြောချင်တာကဟွန်းရိုဟင်ဂျာလို့ခံယူထားတဲ့လူတွေကလေတိတ်အောင်အောစရာကောင်းတယ်သူတို့စိတ်ကလူစိတ်ကိုရှိကြသေးသလားပေါ့နော်ရိုဟင်ဂျာဆိုပြီးမှနာမည်ခံထားတဲ့လူတွေကလူစိတ်ကိုရှိကြသေးသလား မင်းအောင်လှိုင်ကခမရတော့ကိုတိလောက်တတ်ထားတယ်မင်းအောင်လှိုင်ကတိလောက်ခမရတော့ဘရင်ချစ်နေဆက်တပ်ဖြက်မောင်းထုတ်နေတာတော့မှ ခမရတော့အဲ့လိုမလုပ်ဘဲနဲ့အခုကျတော့ဗာလဲရခိုင်ပြည်နယ်မှာနေရခိုင်မြေမှာနေရခိုင်ပြည်သူကိုနေဆက်တပ်ဖြက်ပြီးမှခမရတော့အမျိုးမျိုးလုပ်ပြီးမှအခုစစ်ကောင်စီထက်ခမရတော့ ရခိုင်ပြည်သူရှေ့မှာဆိုးဝါးနေတဲ့ဟာကြီးကိုတောင်မှရခိုင်ပြည်သူလူထုတွေကခွန်လွှတ်ရသေးတယ်ခမရတို့ရခိုင်ပြည်နယ်မှာအေးဆေးနေဖို့အတွက်အထီးခမရတို့ခွန်ပြုချက်ပေးရသေးတယ်အဲ့ဒါကိုရခိုင်ခေါင်းဆောင်တွေအေးအေးခေါင်းဆောင်တွေတရားစွဲဖို့ကပါကဆိုပြီးတော့ခမရတို့ဆန္ဒပြရဲတယ်နော်မရှက်ကြဘူးလားရိုဟင်ဂျာလို့နာမည်ခံယူထားတဲ့လူတွေကျွန်တော်တဲ့ပဲပြောမယ်မင်းတို့ ဥနောက်ရှင်ကြည်ပါကချင်ပြည်နယ်မှာကိုရခါဆိုတဲ့ဒီနီပေါ်နိုင်ငံသားတွေအများကြီးရှေးကရရနဲ့နီပေါ်ဖက်ကနိုင်ငံသားတွေနီပေါ်နိုင်ငံသားတွေနော်ကချင်ပြည်နယ်မှာနေလာတဲ့လူတွေအများကြီးရှိတယ်ဆိုတော့နီကိုရခါတိုင်ရင်တို့ဆိုတာရှိတယ်ကချင်ပြည်နယ်မှာကချင်လူမျိုးတွေနဲ့အတူတူစစ်အာဏာရှင်တော်လှန်ကြတယ်အင်္ဂလိပ်ခက်မှလည်းအင်္ဂလိပ်လည်းအတူတူတော်လှန်လာကြတယ် အဲ့လိုလိုအဲ့လောက်အထိအလုံးလုံးလာတဲ့ကော်ရခါလူမျိုးတွေတောင်မှငါတို့အပြင်းနဲ့ပြေးပါငါတို့အနေရတတ်တတ်ပြေးပါလို့တခါမှမတောင်းဆိုဘူးသူတို့ဟာဒီကချင်းမြေမှာနေတဲ့အတွက်ကြောင့်ကချင်းလူမျိုးတွေနဲ့အတူရှင်သွဲနေထိုင်ရမယ် အတူတူအခွင့်အရေးယူရမယ်ဆိုပြီးမှယူရအောင်ဆိုပြီးမှအတူတူအသက်ပေးစသေးပြီးမှစစ်တိုက်နေကြတယ်အခုလည်းကချင်ပြည်မှာကောရခကောရခတိုက်ရင်ဆိုတာရှိတယ်အခုအချိန်ထိအင်္ဂလိပ်ခက်မလဲရှိတယ်လို့အခုလည်းရှိတော်လာရေးမှာလဲကောရခတိုက်ရင်ဆိုတာရှိသေးတယ်ခမရိုရိုဟင်ဂျာလို့ခံယူထားတဲ့လူတွေရခိုင်ပြည်နယ်အတွက်ခမရိုဘာလို့နေပေးတယ်လဲရခိုင်လူမျိုးတို့ရအတွက်ကောခမရိုဘာလို့ပေးတယ်လဲခမရိုသူများနယ်မြေမှာလာပြီးမှနေသေးတယ်အဲ့ဒါကိုအခု တီတောက်စပွဲလို့ရှိတဲ့အချိန်မှာရခိုင်လူမျိုးတို့ခမရတော့ပြန်တိုက်တယ်ပြန်တတ်တယ်အာဆာတို့ RSO တို့ဟလာအာဆာဆိုပြီးမှ ခမရတော့အမျိုးမျိုးဖွဲ့ပြီးမှအဲ့လိုနာမည်ဖွဲ့ပြီးမှစစ်ကောင်စီကိုတိုက်တယ်ဆိုလို့ရှိရင်ရခိုင် ULAA နဲ့ပူးပေါင်းပြီးမှစစ်တိုက်တယ်ဆိုလို့ရှိရင်တော့ပြောစရာမလိုဘူးခမရတို့ခမရတို့ဦးနှောက်မရှိဘူးလားခမရတို့ရိုဟင်ဂျာလူမျိုးလောက်ခံယူထားတဲ့လူတို့ရလေနှစ်လပိန်တုံးတွေမင်းတို့ကို ငါပြက်ပြက်ပြောမှာဆိုမင်းတို့လိုလူတွေရလေဝတ်သားများများကျွေးမှဥနောက်ကောင်းလာမယ်ချင်းတယ်မင်းတို့ဝတ်သားမစားလို့ဥနောက်မကောင်းတာလားတခါတလေကျမင်းတို့အချောင်းဖပင်းပရင်းတက်တက်လာတဲ့ဖတ်တာနဲ့စိတ်ပြက်စရာရန်ကောင်းတာရခိုင်မြေမှာနေရခိုင်ပြည်နယ်မှာနေဘာလူမျိုးမှာဆိုရခိုင်ပြည်သူလူထုမဟုတ်ဘူးကို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 လူမျိုးမကဘူးရခိုင်တပ်ပြည်နယ်လုံးလွတ်မြောက်ဖို့အတူတခွပါဝင်ရမှာလေ

ို့အချင်းညိုကြည့်ပါလူအခွင့်ရေးလျှောက်အောင်မနေကြနဲ့မင်းတို့တက်ဖြတ်နေတဲ့မင်းအွန်လိုင်းကိုခမရတို့ဆန္ဒပြပါလားမင်းတို့တက်ဖြတ်နေတဲ့လူတွေတော်တတော့ခမရတို့လက်နဲ့ကင်နေတယ်မင်းတို့အခွင့်ရေးရအောင်မယ်မင်းရခိုင်ပြည်နယ်လွတ်မြောက်ပြီးဆိုတာနဲ့မင်းတို့ရိုဟင်ဂျာတွေဒုက္ခချစ်ချင်ရောက်မယ်ဒုက္ခချစ်ချင်ရောက်မယ် ဥပရေရရှိလာမယ်ရခိုင်ပြည်နယ်မှာအဲ့အချိန်မှာကန့်တတ်ချက်မှုတွေပိုပြီးမှတင်းကျလာလိမ့်မယ်ဘယ်သူကမှသူ့နိုင်ငံသားတခြားလူကိုအပေါ်မထားဘူးလူအခွင့်ရေးရှောက်ပြောမနေကြနဲ့လူအခွင့်ရေးလိုချင်နေအခုကရေနဲ့လူအခွင့်ရေးနဲ့ဒူညီတဲ့အလုပ်ကိုခင်ဗျားတို့စူးစမ်းလုပ်ပါရခိုင်လူမျိုးတွေနဲ့အေအေနဲ့အတူတူပူးပေါင်းမှာအတူတူစစ်တိုက်ပါမင်းအောင်လှိုင်အတူတူတိုက်ပါဒါဆိုရင်ခင်ဗျားတို့ရဲ့အခွင့်ရေးခင်ဗျားတို့ရမယ် ခမရတို့လိုချင်နေတဲ့လူအခွင့်ရေးလွတ်လပ်မှုတန်းသူအခွင့်အရေးခမရတို့ရမယ်ခမရတို့မှာဥနှောက်ရှိရဲ့တားနဲ့ခမရတို့ကဒီအကြောင်းအရာကိုသိရဲ့တားနဲ့လေလူးရှုပြီးမှခမရတို့ကဟိုအနောက်နိုင်ငံဖက်ကထောက်ခံဖို့လောက်ပဲမတွေးနဲ့အနောက်နိုင်ငံကအနောက်နိုင်ငံပဲနော်မင်းတို့နေမြေမှာရှိနေတဲ့အဟာကြီးကို ရခိုင်ပြည်နယ်မှာရခိုင်နယ်မြေမှာရှိနေတဲ့ဟာကြီးကိုရခိုင်လူမျိုးနဲ့အတူတူပူပေါင်းပြီးမှအတူတူအာနာရှင်တို့တော်ထမ်းတာမဟုတ်ဘဲနဲ့ခမရတို့ကလူဘရင်းချင်းမတက်ဖြတ်မယ်အနောက်ရှက်ပြဲမှာဓမြအတိုက်မယ်အစ်စ်လောက်ပဲခမရတို့ကမင်းတို့ရိုဟင်ဂျာတွေလည်းတနာစရာရန်ကောင်းနေတာရိုဟင်ဂျာအနာမေကိုတုံးချင်တယ်လူမျိုးနွယ်စုတိုက်စုအနေနဲ့နာမည်ရှိစေချင်တယ်ဆိုလို့ရှိရင်အခုကရဲနဲ့ကောင်းတဲ့အဖက်ကို ရခိုင်ပြည်သူလူထုနဲ့အတူတူယက်တီပူပေါင်းပြီးမှစစ်တိုက်ကြပါလို့ပဲကျွန်တော်ကရိုဟင်ဂျာလို့ခံယူထားတဲ့မုတ်စိတ်မွေးသမားတွေကိုတိုက်တွန်းခြင်းနဲ့ကျေးဇူးတင်ပါတယ်အဲ့ရအောင်နောက်လေးပိတ်လာတဲ့ဘုံမတွေပြောချင်တာညံမမီတဲ့ဘုံမတွေပေါ့နော်သူတို့ကဘာပြောလာလဲဆိုလို့ရှိရင်ဒီစစ်ကောင်စီကိုပြန်တော်လှန်နေတာကလူနေစုပါလက်သုပ်စားပါဆိုပြီးစောက်ရှက်မရှိပြောနေကြတကယ်ကိုအချက်တရားကင်းမဲ့တဲ့လူတွေတော့ เนาะတနိုင်ကလုံးကမျက်စိတွေနားတွေကန်းနေတဲ့အတိုင်းပဲเนาะအေးအဲ့လိုកောင်မျိုးတွေရှိနေလို့လေအဲ့စစ်ကောင်စီဆိုတဲ့ဟာတွေကအုပ်စုကပြည်သူကိုလုချင်လို့လုခဲ့တာမတရားမှုမှန်သမျှเนาะမရိမှုမှစလို့เนาะဘလို့ကိစ္စရက်မျိုးမဆိုလို့မဆိုပြည်သူဘက်ကပဲအရှုံးပြည်သူဘက်ကပဲအနာဒီလိုမျိုးဖြစ်အောင်လုခဲ့တာအုံနောက်မရှိတဲ့ညံမရှိတဲ့កောင်တွေအားပေးထောက်ခံနေလို့ဖြစ်တယ်အဲ့တော့ جماعه ပြောချင်တာကလူနေစုလက်တဆုပ်စာတော်လန်နေပါတယ်ဆိုတော့เนาะပြည်သူကိုဘယ်ဟာနဲ့တိုင်းတာပြီးပြောတာလဲ جماعه တိုင်းတာပြချင်တာက ြည်နယ်တခုလည်းဟုတ်ပဲကျွန်မဆွဲထုတ်ပြကြတာဟုတ်လားအများကြီးမကြီးနဲ့ကရင်ပြည်နယ်တခုလည်းဟုတ်ပဲကျွန်မဆွဲထုတ်လိုက်စစ်ကောင်စီကိုထောက်ခံနေတဲ့လူပြည်နယ်တခုလည်းမှကျွန်မကိုပဲဆွဲထုတ်လိုက်မယ်ဘလို့ရပါမှာမရှိလေနော်အဲ့ဒီလိုပဲရွေးကောက်ပွဲရလက်ဟာလာမဲခိုးပါလေဆိုတော့ဟိုအကြောင်းပြချက်ကြီးကလည်းအတူတူပဲအဲ့သဘောတရားပဲပြည်နယ်တခုလည်းဟုတ်ပဲဆွဲထုတ်ပြလိုက်ဟုတ်လားကျွန်တော်တို့ဗမာမြန်မာနိုင်ငံအတိုင်းအတာနဲ့မပြောသေးဗမာလူမျိုးတွေကိုခဏဖယ်ထားလိုက်အောင်နော်တိုင်းရင်းသားတွေပုံမှာအများနဲ့ဖိနှိပ် ရုံမှာကောက်ကျစ်ခဲ့တဲ့အကျိုးဆက်တွေလေဘယ်တုန်းကမှ နော်တိုင်းရင်းသားတွေကစစ်ကောင်စီကိုအပိထောက်ခံနဲ့မရှိခဲ့ဘူးအရင်တုန်းကရှိခဲ့တယ်ဆိုတော့ကျမတို့ပြည်သူတွေကတိတ်အားနာခဲ့တယ်နော်ပြီးတော့စောင့်ကြည့်တယ်အချိန်ပေးတယ်ပြီးတော့ကျမတို့ပြည်သူတွေကရတာလေးနဲ့ရှိတာလေးနဲ့လောက်ငှအောင်စားကြတယ်ဟုတ်လားသူများနိုင်ငံတွေကိုကားကြီးတွေတိုက်ကြီးတွေနိုင်ငံသားတိုင်းတိုးတက်ဖို့မမျှော်လင့်ဘူးမတောင်းဆိုဘူးအင်္ဂလာပါလုံခြုံရွေးထွေးဖို့နော်ကို့အိမ်မှာကိုလုံလုံခြုံခြုံနွေနွေထွေးထွေးနဲ့ရှိခွင့်ရဖို့ပဲပြည်သူတွေကပြောင်းလဲကြတာဟုတ်လားညံ့ညံ့တတဖြစ်လာဖို့ ဲ့တော့တိုင်းပြည်ထဲမှာဖြစ်နေတဲ့အမှုမှန်တယ်များအားလုံးကဘယ်အမှုမှမျှတမှုမရှိခဲ့ဘူးပတ်စံပေးရင်အကုန်လုံးနော်ပတ်စံပေးရင်မရင်းမှုလည်းလွတ်တယ်မရင်းမှုလည်းကွင်းလုံးကျွတ်လွတ်တယ်အဲ့တော့ဒီမရင်းစစ်တပ်ကအုပ်ချုပ်နေတဲ့အတွက်ကျောင်းနိုင်ငံကြီးကအများအားဖြစ်ချင်တယ်လို့ဖြစ်ခဲ့တာကြီးပဲ။သူများတိုင်းတစ်ပါးသားတိုင်းတစ်ပါးသူတွေသူများသားမျိုးမယားမျိုးတွေကိုဖျက်ဆီးခဲ့တယ်ဆိုတာလေ။ဒါအခုဆိုလို့ရှိရင်ပို့ပြီးတော့ထင်တာမြင်တာရှိရလीနော်။ငင်းလို့မရပါဘူး။အဲ့တော့မြန်မာနိုင်ငံမှာလူမျိုး9မျိုးတိုင်းရင်းသား9မျိုးရှိတယ်နော်။ဘာမှဖယ်လိုက်အောင်အဲ့ဒီ9မျိုးလုံး စစ်ကောင်စီကိုမထောက်ခံဘူးအဲ့ခုနှစ်မျိုးလုံးမတရားမှုကိုတောက်လျှောက်ခံလာခဲ့ရတာအဲ့တော့ရှင်တို့ပြောတဲ့လူနေစုဆိုတာရှင်တို့ဖိနေမှာပဲတော့ထည့်လိုက်တော့အဲ့စကားတွေကနော်ရှင်တို့ကခွေးနဲ့နှိုင်းလို့ရှင်လေခွေးတွေတိတ်ခါကြမှာစိုးလို့ခွေးနဲ့တော့မနှိုင်းဘူးရှင်တို့ကအဲ့တော့ဒီတော်လန်ရေးဟာနော်အရေးကြီးလာပြီဖြစ်တယ်နော်ဒါကတော့ကျမတို့ပြည်သူလူထုကိုပြောချင်တဲ့စကားပေါ့နော်အရင်အရေးကြီးလာပြီဖြစ်တယ်စစ်ကောင်စီကလည်းရှိသမျှအားနှစ်ထုတ်နေတာပါစစ်ကောင်စီအနေနဲ့ကဒီစစ်အုပ်စုအနေနဲ့ကကျမတို့နိုင်ငံတိုင်းနိုင်ငံလုံးကိုထိုးပေးလိုက်ရလို့လည်းပြဿနာမရှိဘူး သူတို့ကနိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်ဆိုတာလည်းတစ်ဆက်ကလေးမှမရှိဘူးเนาะအဝေးသမိုင်းတွေကိုကျွန်မစိုးရင်မထုတ်ပြရသေးဘူးဒီဒေါ်လာရေး၄နှစ်ကမှစစ်ကောင်စီပြည်သူတွေဘယ်လောက်လုပ်ပေးခဲ့လဲဘယ်လောက်ကာကွယ်ပေးခဲ့လဲเนาะဘေးနိုင်ငံနဲ့စစ်တိုင်နေတာမဟုတ်ဘူးเนาะကျွန်တော်တို့ရေဘေးငလီဘေးကိုတင်ကြည့်လို့ရတယ်စစ်ကောင်စီပြည်သူပေါ်မှာစေတနာရှိလားမရှိလားဆိုတာအဲ့တော့ဘယ်ကမှသတင်းတူတွေသတင်းမားတွေဝါဒတွေဖြန့်နေကြရမလို့ကျွန်တော်တို့ပြည်သူတွေအတွက်ကဒီဒေါ်လာရေးကလည်းပြည်သူတွေကပဲစားခဲ့တာဖြစ်တယ်เนาะလိမ့်ညာနေကြရမလို့မျက်မြင်သက်သေတွေအကုန်လုံးရှိတယ် ဟုတ်လားမျက်မြင်သက်သေတွေဆိုတာပြည်သူတွေပဲဟုတ်လားစစ်ကောင်စီပြည်သူတွေအပေါ်မှာဘလို့တွေရုံမာနေရဘလို့တွေကောက်ပြစ်နေရဘလို့တွေတပ်ဖြတ်နေရဆိုတာကပြည်သူတွေပဲမျက်မြင်သက်သေကိုယ်တိုင်မှာเนาะအဲ့တော့ကျမတို့ကကျမတို့တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေကကျမတို့ပြည်သူတွေတောင်နားလည်ဆုံးဖြစ်တယ်နော်အဲ့တော့အာဆီယံအနေနဲ့ဘယ်လိုပဲသတင်းထုတ်လာထုတ်လာစစ်ကောင်စီအနေနဲ့ဘယ်လိုပဲဟာလာဟိုရွေးကောက်ပွဲကိုဘယ်လိုပဲလုပ်မယ်ပြောပြောဘယ်လိုပဲဘာမှမစိုးရိမ်နဲ့ကျွန်မပြောချင်တာဘာမှမစိုးရိမ်နဲ့ကျွန်မတို့တော်လန်ရေးကိုလုံးဝအနောက်ရှက်မဖြစ်ဘူးကျွန်မတို့တော်လန်ရေးဟာရှေ့ကိုပဲသွားမှာနောက်ကိုသွားစရာဘာအကြောင်းမှမရှိတော့ဘူး เนาะဘာဖြစ်လို့လဲအဲ့ဒါစစ်ကောင်စီကိုယ်တိုင်ပဲလုပ်ခဲ့တာပြည်သူတွေလက်မခံနိုင်စရာအကြောင်းတရားတွေကိုသူတို့ပဲအငြင်းတမ်းပြသခဲ့တာဖြစ်တယ်လို့ပြည်သူကခေါင်းထဲမှာတခုပဲရှိဘယ်လိုမှလက်ခံမရတော့ပြည်သူဆိုတာတိုက်နေတော်လန်နေတဲ့လူတခုတည်းကိုပြောတာမဟုတ်ဘူးเนาะကျမတို့ပြည်သူတွေအားလုံးစစ်ကောင်စီရဲ့အဖိနှိပ်စစ်တပ်ရဲ့အဖိနှိပ်ကြားထဲမှာတောက်ကြောက်ရွံ့ရွံ့နေနေနေရပေမဲ့စိတ်သူတို့ရဲ့စိတ်ထဲမှာရှိနေတာကဒီအာဏာရှင်မြန်မြန်ပြုတ်ကြဖို့ဖြစ်တယ်เนาะအဲ့တော့ကျမကပြောချင်တာကပြည်သူတွေကိုလည်း เนาะဒီတွန်လင်းကြီးမှာတနက်ကြီးထမ်းပြီးတော့တွန်လင်းကြီးကိုဝေပါဖို့တောင်းဆိုလာမဟုတ်ဘူးကျွန်တော်တို့အခုအရန်ပေါ့နော်စူးစမ်းပြီးတော့ဒီလိုတွေစွတ်လွတ်တဲ့အနစ်နာခံတဲ့အသက်တွေဆုံးရှုံးခံပြီးတော့ကာဝယ်ပေးနေတယ်เนาะကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်မှာရက်တီပေးစီခြင်းတယ်ဘလို့ရက်တီရမှာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမလုတ်တဲ့နေကိစ္စတွေကိုမလုတ်စေခြင်းဘူးเนาะတနက်ကြီးထမ်းပြီးတော့တိုက်ခိုင်းတာမဟုတ်ဘူးတွန်လင်းကြီးမှာထဲထဲဝင်ဝင်ပောင်ဝင်စီခြင်းနဲ့ခြေစီခြင်းနဲ့ဆိုတာပြည်သူတွေအနေနဲ့ပောင်ဝင်လို့ရတယ်နီးလန်းနေအများကြီးပဲရှိတယ်ဟိုးအရင်တော့ကတွန်လင်းကြီးတွေဆိုလို့ရှိရင်တမိုင်းတွန်လင်းကြီးတွေပေါ့ရှင်เนาะ အဲ့ဒီဒေါ်လာရေးတွေမှာဆိုရင်ပြည်သူတွေကဈေးဝယ်လာတဲ့စစ်သားတွေကိုတော့အစိတ်ခတ်တာရတဲ့နည်းနဲ့အစိတ်ခတ်တာသူတို့ဝယ်တဲ့ဝယ်ချမ်းသွားတဲ့အစားအသောက်တွေထဲမှာအစိတ်ခတ်တာမျိုးတိပြည်သူဟာဒါကိုတနက်ကင်ကြီးမတိုက်ပေမဲ့သူတို့လုံလို့ရတဲ့အပိုင်းတွေကိုပြည်သူကကုန်ပြီးခဲ့တာဖြစ်တယ်အဲ့တော့ကျွန်မတို့ပြောချင်တာကအစိတ်ခတ်ဖို့ပြောတာမဟုတ်ဘူးเนาะအခုဒေါ်လာတိုက်ပွဲဝင်နေကြတဲ့เนาะပြည်သူတွေရဲ့မျက်နှာတွေဈေးပေါ်တွေရဲ့မျက်နှာတွေငှဲ့ပြီးတော့မှဒီဘွိတ်ကုတ်လောက်ရမယ့်ကိစ္စတွေမှာတိတိကျကျဘွိတ်ကုတ်လုပ်ပြီးပါပြည်သူတွေအနေနဲ့ဒါတိုက်ပွဲဝင်နေရပါပဲဟုတ်လားစစ်ကောင်စီဖိနှိပ်မှကြောက်လို့မတရားကြီးတွေမတော်မတရားကြီးတွေကျွန်မတို့မတောင်းဆိုဘူးเนาะ ဒီမြန်မာပြည်အတွင်းထဲမှာပွဲလုံးလို့မရလို့ပြည်ပအထိလာလုံနေကြတဲ့နော်လာလုံနေကြတဲ့အအမှုပညာတရောင်းသားတွေရှိနော်အဲ့အမှုပညာတရောင်းသားတွေမြန်မာပြည်မှာလည်းလုံကြတဲ့ပွဲတွေအများကြီးကမျိုးထွေးတို့ဘာတို့လုံနေတဲ့ပွဲတွေအများကြီးပဲရှိတယ်အများကြီးအများကြီးကမျိုးကိရိယာပဲပေါ့အဲ့ပွဲဒီမှာကျွန်တော်တို့ပြည်သူလူထုတွေဟေးလာဟာလာတောင်းနေကြတကယ်အရေးကြီးနေတဲ့ကာလကြီးဆိုတော့မေ့သွားကြတာလားမေ့နေကြတာလားတော့မင်္ဂလာပါအဲ့တော့ကျွန်မပြည်သူတွေပန်ကြားနေတာကကျွန်တော်တို့ကျွန်မတို့ကရှင်းနေလို့ပဲရှားတဲ့အပေါက်ကနေတူပြီးစစ်ကောင်စီကိုတော်လှန်နေကြတယ်ဒါပြည်ပကလူတွေရောပြည်တွင်းကလူတွေပေါ့ အသက်အန္တရာယ်ကြားကနေပြီးတော့တော်လန်နေကြတဲ့အချိန်မှာဖြီသူတွေနေနဲ့တိုက်ပွဲဝင်ပေးပါနော်တိုက်ပွဲဝင်ပေးပါဆိုတဲ့နေရာမှာအဲ့ဒီလိုဘောမရက်ွက်ကလုတ်တဲ့အရာတွေကိုဟိုစောက်ဖတ်မလုတ်ခြင်းအဲစောက်ဖတ်မလုတ်ခြင်းအားဖြင့် တော်လန်ပေးပါနော်ဒီဘောမတွေဘက်ကနေပြီးတော့ဟိုရောင်းတဲ့ကုန်ပစ္စည်းတွေကိုနော်ဝယ်မတုံးခြင်းဖြင့်တော်လန်ပေးပါဒါကတိုက်ပွဲဝင်နေတာပါပဲနော်ပြပမှရှိနေတဲ့လူတွေကိုလည်းကျွန်မပြောခြင်း ကျမတို့ဒီပွဲအဆုံးတမကိုရမယ်ပွဲဆိုတော့ကျမအနေနဲ့အများကြီးပြောစရာမလိုဘူးအရှိမဘာတွေလုတ်ပြခဲ့လဲဒီထက်လည်းလမ်းဆုံးနေပြီဒီထက်ရုံမာတဲ့နော်အာနာရှင်ဆိုတာလည်းကမ္ဘာမှာမရှိတော့ဘူးဒီထက်စောက်ရှက်မရှိတဲ့အာနာရှင်ဆိုတာလည်းမရှိတော့ဘူးအဲ့တော့ဒီလောက်လုတ်ပြနေမှာတော့ကျမတို့ကဒီပွဲကြီးကိုမပြီးပြအောင်အဆုံးတက်ရမယ်လို့တင်ပြနေစရာပြောပြနေစရာမလိုတော့တော့ဘူးလို့ထင်တယ်အဲ့တော့ထိထိရောက်ရောက်နော်မြ мян တော်လန်ရေးကိုပြီးကျင်တယ်ဆိုလို့ရှင်ပြီးသူတွေအနေနဲ့ညင်ရမယ်အချိန်မှာညင်ပေးပါနော်ဟိုဘွိတ်ကုတ်လုတ်ထားတဲ့လူတွေကိုအာမပေးခြင်းမထောက်ခံခြင်းစစ်ကောင်စီစစ်တပ်ကစီးပွားရေး အဲ့ဒီကိုကျမတို့တွေဝင်ပြီးမတုံးချင်းဖြစ်နော်တိုက်ပွဲဝင်လို့ရပါတယ်ဖီတူတွေတိုက်ပွဲဝင်လို့ရတယ်အဲညီလန်းနေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကျမပြောချင်တယ်ကျမတို့တော်လန်ရေးဟာနိုင်ကိုနိုင်မှာပါကျမတို့ဘေးနိုင်ငံကိုမှအာမကိုတို့ဘေးနိုင်ငံရဲ့အကူအညီကိုမှကျမတို့မလိုအပ်ပါဘူးနော်ကျမတို့ပြည်သူတွေညီယုံနေတယ်ဒီတိုက်ပွဲကနိုင်ပါတယ်အဲ့တော့ကျမတို့ပြည်သူတွေကတော့ကိုတောင်းဝင်ကိုကြည်နေဖို့လိုတယ်ဒါလေးတခုတော့ကျမပြောချင်ပါတယ်ဘွိတ်ကော့လောက်ရမယ့်နေရာမှာဘွိတ်ကော့လောက်ပါဒါဟာအရေးကြီးလို့ကျမအနေနဲ့ပြောချင်တယ်အာနန္ဒိန်အကျန်းဖက် စစ်ရှုံးမုတ်ဆိုးမှစောက်ကောင်စီဟာအခုဆိုရင်အမေဒေါ်အောင်ဆန်းစွတီလိုမျိုးကဘာကလေးစားတဲ့ပုံကိုကြောက်တာတော့ထဲ့မပြောနဲ့တော့ဒေါ်အောင်ဆန်းစွတီကိုနော်ကြောက်တာတော့ကိုမပြောနဲ့တော့သူတို့တမီးအရွယ်ရှိတဲ့ပန်ဆယ်လိုတောင်မှအခုဟာပန်ဆယ်လိုထမိန်မြင်တာနဲ့သေးဖြန်းဖြန်းကြတဲ့အဆင်ဖြစ်နေပြီနော်ပန်ဆယ်လိုအပါဝင်အဒီပြည်ဘက်မှာရှိတဲ့အမျိုးသမီးတွေက မျိုးတမီးတွေရောင်းချတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူတဲ့တူတွေကိုအကျန်းဖက်ပုံမှန်နဲ့တေဟဆွဲမယ်တဲ့ဟုတ်သူတို့တွေမရှက်ဘူးလားမသိဘူးဟမ်အဲ့ဒီအမိတ်ကိုဒီဒီအမိတ်ကိုထုတ်တဲ့လူအဲ့ဒီလိုအလုပ်ကိုညွှန်ကြားလိုက်တဲ့ကောင်ကြည့်ကျင်တယ်ကျွန်တော်ဘယ်လိုလဲလို့မင်းအောင်နိုင်ကိုယ်တိုင်ညွှန်ကြားတာလားဒါမှမဟုတ်သူတို့ဖွဲ့တဲ့ကောင်တွေညွှန်ကြားတာလားဟမ်အဲ့ညွှန်ကြားလိုက်တဲ့ကောင်ဒီဗီဒီယိုဖိုင်လေးတွေ့လို့ရှိရင်ကျွန်တော်ပြောချင်ပါတယ်ကိုယ့်ကိုမရှက်ဘူးလားသူများအောင်မရှက်နေဘူးကိုယ့်ကိုမရှက်ဘူးလား ကိုသမီးရွယ်လောက်ရှိတဲ့မိန်းကလေးရဲ့ဟမ်ဒီမိန်းကလေးတို့တော့တလောက်ကြောက်လန့်နေလို့ရှိရင်အဲ့တော့အကြံပေးတယ်မတိတယ်အဲ့ပန်ဆယ်လူတို့เนาะမေတော်အောင်ဆန်းစုကြည်တို့ကိုကြောက်လို့ရှိရင်အဲ့သူတို့ထမင်းစားလေးနည်းနည်းကိုခေါင်းမှာပတ်ထားတာတို့တိလာเนาะအခုအဲ့ဒီတင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ပန်ဆယ်လူအိုင်းရင်ဇွန်မီလာထိချမ်းမြတ်မြတ်တော်နှစ်တော်နိုင်ရေးတင်ပါဝင်သည့်နာမည်ကြီးပုဂ္ဂိုလ်များမှအွန်လိုင်းတွင်ရောင်းချနေသည့်ပစ္စည်းများကိုဝယ်ယူခြင်းဖြန့်ဖြူးခြင်း လုံဆောင်မိသူများကိုအကြမ်းဖက်ဥပဒေဖြင့်တရားစွဲမိဟုစစ်ကောင်စီကချိန်ချောက်ထားမင်္ဂလာပါဘုကဲတို့ချိန်ချောက်မှုကိုစစ်ကောင်စီကလက်အောက်ခံ MRTV သတင်းဌာနကယနေ့ဇွန်2ရက်ညာ7နာရီသတင်း၌ချက်တွင်းကြေညာခဲ့ခြင်းဖြစ်သည် MRTV သတင်းဌာန၏ကြေညာမှုတွင်ပန်ဆယ်လိုအာယင်ရွှေနဒီဇွန်မီလာထေအောင်တော်ခိုင်စုတို့ထက်နီနီတန်ချမ်းမြတ်တော်တို့၏အကောင့်များဖြင့်ချိန်ဆက်ပြီး online ပစ္စည်းများဝယ်ယူခြင်း အဆင့်ခံပြန်လေရောင်းချခြင်းနဲ့ယခုကဲ့သို့ဆောင်ရွက်နိုင်ရန်ကူညီဆောင်ရွက်နေသူများကိုအကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကချိန်ချောက်ထားတယ်။ထို့ပြင်တတိယနိုင်ငံတို့ရောက်ရှိနေသည့်အဆိုတော်ချမ်းအဆိုတော်ချမ်းချမ်း၏တင်ပို့သည့်ကုန်ပစ္စည်းများကိုရောင်းချပေးနေသည်ဟုဆိုကဧပြီလ23ရက်တွင်မန္တလေးတိုင်းချမ်းအေးတာဇံမြို့နယ်အောင်နန်းရိပ်တာရပ်ကွက်တွင်နေထိုင်သည့် Matthew Pugh နှင့်မေရှိရပ်ကွက်တွင် မေရှိရဲ့တွင်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်း54ရပ်ကွက်နေကိုဖုံးမြင့်အောင်တို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်။ထို့ပြင်မက်သျူပြူနှင်းနှင့်ကိုဖုံးမြင့်အောင်တို့သည်စစ်ကောင်စီလက်အောက်ကဝန်ထမ်းများကိုစီဒီအမ်ပြုလုပ်ရန်နှိုးဆော်ခြင်းစူပူအောင်ကြွားမှုဖြစ်စေရန်ဆိုရှယ်မီဒီယာမှတဆင့်ပို့ရေးသားခြင်းများကြောင့်ငါးငါးကကြီးဖြင့်အမှုဖွင့်လက်ထားတွေကိုစစ်ကောင်စီဝါဒဖြန့် MRTV သတင်းဌာနကကြေညာတယ်။၎င်းတို့နှစ်ဦးသည်အဆိုတော်ချမ်းချမ်းမှတင်ပို့လိုက်ပြီးနိုင်ငံခြားမှပစ္စည်းများကိုအခက် ရင်းငွေဖြင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနှင့်ချမ်းချမ်းထောက်ပံ့စေလိုသည့်တော်လှန်ရေးအဖွဲ့များဝင်းအကြမ်းဖက်အဖွဲ့ဟုတုံ့နှုတ်ထားသည်။ဟိုငွေကြေးထောက်ပံ့ခြင်းများကိုဆောင်ရွက်ပေးသည့်အတွက်905ကကြီးအပြင်အခြားပုံမှန်များဖြင့်အမှုဖွင့်နိုင်ရန်ဆောင်ရွက်နေသည်ဟုလည်းစစ်ကောင်စီလက်အောက်ခံတည်င်းဌာနကဆိုသည်။အထက်မှာတင်ပြညာမှုတွေစစ်ကောင်စီကြောက်ဘေးလွတ်ရာနိုင်ငံများတို့ထွက်ပြေးတိမ်းချောင်နေရသူများကိုလည်းအကြမ်းဖက်အာဘီပြည်ပြင်းများဟုတုံ့ဆွဲထားတယ်။အဆက်တရားဆိုတာသူတို့မှမရှိလို့ပဲဖြစ်မယ်။ နော်ရန်သူကို နော်တိတ်ခါရှိရှိရှင်ပြိုင်နိုင်တဲ့အစွမ်းအစအရေးအရှင်သူတို့မှာမရှိတဲ့အတွက်အခုလို့အောက်လန်းနီးတွေတုံးပြီးတော့တီတူကိုအနိုင်ကျင့်ချိန်းချောက်တဲ့လောက်ရကလည်းဘာမှလုပ်မတတ်ဘူးစစ်တိုက်တဲ့လေရင်နဲ့ဘုံမကျဲရင်မတိုက်တတ်ဘူးစစ်ရှုံးမယ်ဟုတ်တယ်လေအခုလက်ရှိစစ်ကောင်စီဟာလေရင်မတုံးဘဲနဲ့နေလိုက်ကြည့်နေပြည်တော်ကိုတလားမကြောက်တသိန်းခန့်ထိတယ်မင်းတို့ဘောမာကြီးငါပြောတဲ့စကားမဟုတ်ပါဘူးငင်းရဲလားနော် လေရင်မတုံးရနဲ့နော်လေရင်မတုံးရဘူးလို့တတ်မှတ်လိုက်ကြည့်စစ်ကောင်စီဟာတလမကြောင်နေပြီးတော့မှလာပြီးတိုင်ငံထိလေအဲ့တော့စစ်တိုက်တယ်လေရင်မရှိရင်တုံးလို့မရဘူးအာနာသိမ်းတယ်နော်တီသူကိုမတတ်ပဲနဲ့အာနာသိမ်းလို့မရဘူးနော်အခုလည်းဝင်းကပြောသလိုဒီတီသူကိုဒုက္ခမျိုးစုံပေးခြင်းနော်ကြံဖန်ပြီးတော့ဒုက္ခပေးတယ်ဒါဒီလိုပုံမှန်တွေကိုဒီလိုသတင်းပညာမှုတွေကိုကျင်းညာတယ်ဆိုတာကဘာကြောင့်တိတာသူတို့ နိုင်တဲ့စင်းသိမတရားပြုတင်တာကိုတရားဝင်ပြုတင်ခွင့်ရအောင်လို့เนาะအဲ့တော့ကျွန်တော်အမြဲပြောပါတယ်အကျန်းဖက်ပုံမှလို့တို့တတ်မှတ်တယ်ဆိုတော့လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်နဲ့ပြည်သူပေါ်အကျန်းဖက်တာဒီတို့ပဲဖြစ်တယ်ကျွန်တော်အမြဲရှင်းပြနေပါတယ်เนาะစစ်ကောင်စီစစ်ကြောင်းထိုးရလို့ထွက်ပြေးရတဲ့ရွာတိုက်ရွာမကဘူးရွာလုံးကျွတ်ရွာ၄ရွာရှိ၄ရွာ၅ရွာထွက်ပြေးရတယ်တိုင်းနဲ့လက်နက်ကိုင်တွေ PDF တွေစစ်ကြောင်းထိုးလို့ထွက်ပြေးရတဲ့ယူကမြန်မာပြည်မှာမရှိသေးဘူး။အဲ့တော့တိုင်းပြည်ပေါ်အကြမ်းဖက်တာဘလူးရက်ဆိုတော့အဲ့ဒါအဖြေပဲ။ ဒါပေမဲ့လို့ဒီ MRTB တို့မြဝတီတို့ကနေမဟုတ်မမှန်တည်င်းတွေတင်နေပေါက်ပန်း40တွေပြောတယ်နော်ဒီနှစ်ခေတ်မျိုးမှာဗျာလိန်လို့မမရတဲ့အာယူလိန်လို့မရတဲ့ခေတ်ကြီးမှာလိန်တယ်နော်အဲ့ဒါသူတို့ကလက်ရှိလုပ်နေတဲ့အနေအထားအဲ့တော့ပြည်သူတွေကတော့ဒုက္ခရောက်တဲ့ရောက်မှာပဲနောက်ဆုံးသူတို့ဖြစ်ချင်တာဒီဘာလဲတိတာဒါတွေကိုကြီးညာတယ်ဆိုတာကနောက်တနည်းကစစ်ကိုကြောက်အောင်လို့တော်လှန်ခြင်းဆိုတာကြောက်အောင်လို့အကြောက်တရားရိုက်တွင်းတာခင်ဗျားတို့ကျွန်တော်တို့ရင်ထဲမှာ နိုင်ငံရေးဆိုစကလုံးဘလောက်ကြောက်ခဲ့ကျွန်တော်တို့ငငယ်ကဆိုနိုင်ငံရေးကိုနိုင်ငံရေးတော့ပြောလိုက်ကြောက်လားမကြောက်ဘူးလားအဲအဲ့ဒါပဲနိုင်ငံရေးဆိုတော့ကြောက်လန့်အောင်လှုပ်ပေးထားတဲ့အတွက်ပြည်သူကနိုင်ငံရေးဆိုစကလုံးတွားမထီရေဘူးအဲ့ဒီတွေ့သူတို့အုတ်ထုတ်ကျင်တိုင်းအုတ်ထုတ်လို့ရတယ်သူတို့ကစန့်ကျင်တဲ့သူရဲ့အင်အားတစ်ပြေးပြေးညော့လာတယ်အခုလက်ရှိဒီမှာလည်းသူတို့ပဲပြည်သူတွေကိုဘုံကျဲတပ်ပစ်တယ်ရဲရဲဆက်လှုပ်ပစ်တယ်ဆိုတော့ကလှုပ်ချင်တိုင်းလှုပ်လာမဟုတ်ဘူးသူတို့ရက်ဆက်ကျင်တိုင်းရက်ဆက်ပြလိုက်ပြည်သူကနိုင်ငံရေးဆိုတဲ့စကားကိုကြောက်သွားအောင် စစ်လို့ပြောလိုက်ကြောက်တော့ဟာ PDF တွေကိုဘာမင်းတို့ PDF တွေကွာဘာလို့စစ်တောက်တော့ပြစ်တာလဲဟိုမှာလင်းနေလာကျဲပြီပေါ့အဲပညာမဲ့လူဘိန်းအတွေးကိုတွေးတတ်တော့အောင်လုပ်တာမင်းတို့စစ်တောက်ကိုသွားလောက်တော့ဟိုကလာလောက်မှာပေါ့အဲအဲ့ဒီစကားမျိုးတွေဟမ်ဟုတ်တယ်မလားအဲ့တော့ဘုံရဲ့ဆက်ကျဲပြတဲ့ပြည်သူရှိတဲ့မှန်တည့်ရတဲ့နဲ့လေရင်နဲ့ဘုံတွေကျဲချပြစ်တယ်နော်အဖိုးကလေလာပါမိမျိုးစုံတုံပြီးတော့ပြည်သူအောက်ကပေအောင်လို့လုပ်ပြစ်တယ်ဒါတွေကဘာဖြစ်တာလဲအဲ့ဒီ ပြည်သူတွေအနေနဲ့စစ်ကိုကြောက်သွားအောင်လို့နောက်ပြီးဝါဒဖြစ်တာငါတို့ဒေတာမှာတိုက်ပွဲမရှိအေးဆေးပဲတိုက်ပွဲမရှိအေးချမ်းတယ်ဆိုတဲ့အတိပညာမဲ့အတွေးတွေကိုတွေးတောက်အောင်ထည့်ပေးတာတိုက်ပွဲမရှိတိုင်းအေးချမ်းတာလားမဟုတ်ပါဘူးအေးချမ်းခြင်းအမှန်ဆိုတာအဲ့ဒီဒေတာမှာရှိတဲ့လူတွေဟာလူအခွင့်အရေးကိုပြည်ပြဝဝရရှိနေတယ်မှန်တာကိုမှန်တယ်လို့ပြောပိုင်ဝင်ရှိတယ်နော်အာနာဒီပြည်သူမှာရှိတယ်အဲ့ဒါမှအေးချမ်းတာ အာနာကသူတို့အုပ်ချုပ်တဲ့တူမှာရှိနေပြီးခင်ဗျားတို့အဲ့ဘယ်ဒေတာမှမအေးချမ်းလို့မရဘူး။အဲ့ဒါအမှန်တရားပဲ။ဒါပေမဲ့စစ်ကောင်စီကခုနကပြောလို့အကြောက်တရားတွေထည့်တယ်။စစ်ကိုမောင်းအောင်လုပ်တယ်။နိုင်ငံရေးကိုကြောက်အောင်လုပ်တယ်။တော်လန်ချင်းဆိုတာကိုဝေးအောင်လုပ်တယ်။နှီးမျိုးစုံနဲ့လုပ်နေတာ။ဟမ်အဲ့ဒီအချိန်မှာသူတို့ဘက်ကဖြစ်နေ။အာစစ်တပ်ကိုသွားလုပ်ကြည့်ပါတကယ်ပြည်သူရောဆောင်ပြီးတော့ပြည်သူဘက်ကပြောတဲ့ပုံစံမျိုးနဲ့။ဟောဘာဖြစ်လာလဲ။တဖြည်းဖြည်းနဲ့တော်လန်ရေးကတတ်တတ်ပြည်သူကတတ်တတ်ဖြစ်အောင်လုပ်တာ။တော်နန်းနာကပြည်သူပဲ။ ဒါပေမဲ့အဲ့ဒီပြည်သူကိုခွဲထောက်အောင် လုပ်လိုက်တာအဲအဲ့ဒါအဲ့ဒါပြည့်ရမှာယာဒါကိုကျွန်တော်တို့တွေကောင်းကောင်းသဘောပေါက်ဖို့လိုအပ်တယ်နော်လက်ရှိဒီနေ့ခေတ်မှာကျွန်တော်တို့ပြည်သူတွေရဲ့ဒုက္ခမျိုးစုံကိုရောက်မယ်စင်းရင်းပြောရင်မြန်မာပြည်ရဲ့ဒါကတ်ဘေးဆိုင်နေတာဗျနော်တတနာကဒုဗိခန္နာကယောဂန္တရာကတ်ဆိုတဲ့တက်ကြီး၃ပါးဘေးဆိုင်နေတာနော်အခုလဲမိုးရွာလာပြီရေတွေကြီးကြပြန်ပြီနော်ရခိုင်မှာလည်းအခုကြီးနေတယ်ဟိုဘက်အပေါ်မှာမေခမလိကဂျောမှာလည်းအကုန်ကြီးနေတယ်အောက်ဖက်တွေထက်ကြီးအောင်မှာပဲတန်လွင်မြစ်ဘေးတောက်ချောက်နေတဲ့လူတွေကြီးအောင်မှာပဲ ဘာဖြစ်လို့လဲတောတောင်မရှိတော့ဘူးမြစ်ချောင်းတွေအကုန်ပိတ်ဆို့နေပြီအဲ့တော့ဒီရေကမကြီးလို့မရကြီးမှာပဲအဲ့ဒီမကြီးလို့အတွက်ဘာဖြစ်မလဲဒီတိုင်းပြည်မှာတီသူကပြည်သူကိုအုပ်ချုပ်တဲ့ပြည်သူအစိုးရတက်လာဖို့လူအန်ဒီပြောတာမဟုတ်တော့လူတွေကပြည်သူအစိုးရလို့ပြောလိုက်အန်ဒီလာဝမ်းမြင်တယ်ကျွန်တော်တို့ပြောတာပြည်သူရှိမှအာဏာရှိတဲ့စနစ်ပြည်သူကတင်မြောက်တဲ့အစိုးရပြည်သူကမကြိုက်ချက်ချင်းဖြုတ်ချလို့ရအဲ့လိုလေဖြစ်လာဖို့အတွက်ဘာလိုအပ်လဲနံပါတ်1လက်ရှိစစ်အာဏာရှင်စနစ်အမြင့်ပြတ်ဖို့လိုအပ်တယ်နံပါတ်2 တိုင်းပြည်အတွက်တကယ်အကျိုးပြုတဲ့ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဒီမိုကရေစီစနစ်နဲ့တကယ်ညီမျှတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာဖို့လိုအပ်တယ်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ဖြစ်ပြန်လဲ။အဲ့တဘာဝဘေးတွေကိုဘယ်လိုကာကွယ်နိုင်မှာလဲ။ဟုတ်ပါတယ်လွဲပါတယ်။နော်။ပြည်သူအစိုးရတိုက်အောင်နဲ့တော့တကိုးရှင်နဲ့မှုတ်တဲ့အတွက်တဘာဝဘေးလိုကာကွယ်နိုင်အောင်ဒါပြင်ဘာဖြစ်လဲ။အန်ဒီအစိုးရငါတက်လာတယ်ငါနဲ့။တစ်မခုတ်ကဆိုတဲ့ဥပဒေပြတ်တိုင်း။ဟုတ်။နော်။ခြားပေးတာကုမ္ပဏီတွေကလွဲလို့နောက်ထပ်အစ်စ် ဘယ်တော့ဘယ်တောင်မှရောင်းမစောင်းပြီးရင်တစ်ပင်ဆိုင်ပွဲတွေလုပ်တယ်အဲ့တော့အဲ့လိုပြည်သူအစိုးရတွေ၁၀နှစ်လောက်ပဲအချိန်ယူလိုက်ကြည့်၁၀နှစ်ဆိုတစ်တော်သတော်ဖြစ်တယ်အဲ့တော့အဲ့လိုတစ်တော်တွေပြန်ပေါ်လာမယ်ဆိုကျွန်တော်တို့တိုင်းပြည်ရဲ့တဘာဝဘေးအန္တရာယ်အများကြီးချွတ်ချသွားလိမ့်မယ်ဒါပေမဲ့လက်ရှိကောင်တွေရှိတစ်ပင်လောက်မပြောနဲ့မြေကြီးတွေဝင်နေတယ်တစ်မြင့်ကစားအစုံနဲ့ရောင်းပြီးတော့တရုတ်ကိုရောင်းစားတာကျွန်တော်ပြောတာမဟုတ်ရင်လည်းလိုက်ပြအောင်အဲ့ဒါအဖြေပဲ เนาะအခုလဲရခိုင်မှာရေကြီးနေပြန်ပြီကျွန်တော်တည်နေအိမ်ဖတ်ပြပါမယ်เนาะနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်မှာမြို့နယ်အချို့၌ရေဘေးကျုံနေစဉ်ကန်ယိုဒန်ဒေတာဖြစ်သည့်ရခိုင်ပြည်နယ်တွင်လည်းမိုးတဲတံစွာရွာတွင်းပြီးကြောက်တော်နှင့်တောင်ကုန်းမြို့တွင်ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်နေကြောက်တော်မြို့နယ်တွင်မေလ28ရက်မှစ၍မိုးကောင်းခဲ့ပြီးဇွန်လ3ရက်ညမှစတင်ကမြေနှိပ်ပိုင်းဒေတာများရေကြီးနေကပင်လယ်ဒီရေလည်းတက်နေသည်ဟုတင်ပြရှိသည်မိုးလည်းကောင်းဒီရေကလည်းတက်နေတော့ရေမြုပ်နေတာမြန်တယ်ကြောက်တော်မြောက်ဦး လမ်းလည်းပိတ်သွားပြီဖြတ်လို့မရတော့ဘူးရခိုင်ကစားကတင်းင်းကပြောတယ်။ကြောက်တော်မြို့နယ်မှာစပားစိတ်ရွာမပြေရွာအပါအဝင်ကြီးရွာ၆ရွာထက်မနဲ့ရေပေးရင်ဆိုင်နေရတယ်လို့တင်းင်းရရှိတယ်။ထို့ပြင်တောင်ကုန်းမြို့တွင်လည်းမြေနေပိုင်းကြီးရွာများနှင်းမြုပ်နေပြီးဒီရက်ကများပြီးကုန်းမြင့်နေရာများ၌တွားရောက်တင်းချောင်နေရတယ်လို့တင်းင်းရရှိတယ်။မေလာနဲ့၂၆ရက်ကဘင်္ဂလားဒေ့ရှ်ကိုဝင်တော့မှုန်တိုင်းဒီကုန်းတွင်ဒီပီအန်နဲ့ရောင်းဝန်းအဖြစ်မြန်မာအိန္ဒိယနယ်စပ်အနီး နည်းကြီးဖြစ်နေပြီမင်္ဂလာပါဒီချင်းပြည်နဲ့ကချင်းပြည်နဲ့ရခိုင်ပြည်နဲ့သခိုင်းတိုင်းနဲ့မကွေးတိုင်းတို့တွင်မိုးဆက်ရွာနိုင်ပြီးနှဲ့တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းများကိုအခုပဋိဌာန်းတင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့် Bay Andre Science စီမံခန့်ခွဲရေးဝန်ကြီးဌာန MOH ADM ကတိပေးထားတယ်လက်ရှိတွင်ကချင်ပြည်နယ်မြစ်ကြီးနားမြို့ဝိုင်းမော်မြို့စွန်ပရာဘုံမြို့ချီပွေမြို့ပူတာအုံမြို့သခိုင်းတိုင်းမှာနာခဒေတာတို့နေနဲ့ရေဘေးနဲ့မြေပြိုမှုဘေးကြုံတွေ့နေတယ် ရာဝတီမြည်ရည်မြစ်ကြီးနာမြို့ဤသို့ရင်ရင်မှတ်အထက်၌နှစ်လက်မှခံမြစ်သက်နေရာဝတီမြစ်အောက်ပိုင်းဒေသရေဘေးတတိပြုကြရန်လူမှုကူညီအဖွဲ့များကတတိပေးနေเนาะဒါကတော့လက်ရှိရေရခိုင်ပြည်နယ်အပါဝင်ရေဘေးရေမြုပ်နေတဲ့ဒေသတွေအဲ့တော့ရာဝတီမြစ်အောက်ဖက်ဒေသတွေတန်တွင်မြစ်ဂျောတောင်းမှာရှိတဲ့ဒူဒီအနေနဲ့ရေဘေးအနယ်ရတုံလာနိုင်တယ်ကျွန်တော်ဘုမနေ့အောင်ပို့ခုတင်ပြီးတတိပေးဦးပါပြီအခုထပ်တတိပေးတာနိုင်တဲ့နေရာကကြိုတင်ပြင်ဆင်ထားပါဘဒူးမှအားကိုးလို့မရအောင်လက်ရှိ အာနာတိန်းထားတဲ့မင်းအောင်နိုင်ရငလင်ဝင်ဝမ်းတာမှန်သူတို့ဖတ်ပြောတာနော်သူတို့လူတွေကိုယ်တိုင်ပြောပါတယ်စစ်ကအာနီနတ်ဆကအဆိုးရအချက်တဲဖြစ်နေတဲ့အချိန်မှာငလင်လှုပ်လိုက်တဲ့တဘာဘေးအန်နေဖြစ်လိုက်တဲ့အတွက်ဆိုတဲ့ဟာမျိုး ਨੇ နော်အဲ့ဒါပဲနာခိတိုက်တယ်စစ်ကောင်စစ်တပ်ဘလို့ထောရတယ်အဓိကဒီနိုင်ငံမှာကပ်ဘေးတစ်ခုခုပေါ်တိုင်းအဲ့ဒီအုတ်ထုတ်တဲ့ကောင်တွေပဲချမ်းသာသွားတာအဲ့တော့သူတို့ကအဲ့ဒီကပ်ဘေးပေါ်ပါအောင်ပြောနေတာเนาะအဲ့တော့ကပ်ဘေးပေါ်လို့ရှိရင်ဒုက္ခရောက်တော့ကပြည်သူတွေဆုံးရှုံးတာပြည်သူတွေ တော့အားကိုးစရာမရှိဘူးသူများအားကိုးဖို့ဆိုတာသူများနိုင်ငံကလာပြီးတော့ကုညီထောက်ပံ့မှုတောင်မှသူတို့မကူညီနေရတယ်ပြဿနာမရှိဘူးဒါပေမဲ့သူများနိုင်ငံလာကူညီမှုကိုအပြည့်အဝဒုက္ခရောက်တဲ့ဒုထီရောက်အကြောင်းမဟုတ်ဒါပေမဲ့ရောက်လားမရောက်ဘူးငါကိစ္စတွေအခုချိန်ထိဖြစ်ပေါ်တဲ့မြတ်ဒုက္ခတွေအားလုံးကလက်ထက်အပြည့်အဝရောက်တာမဟုတ်ဘူးနော်ရှင်းရှင်းလေးဒါကြောင့်မို့လို့ဘယ်သူမှအားကိုးမရှိဘူးကို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 ပဲအားကိုးလို့ရမယ်အချိန်ကာလဖြစ်တဲ့အတွေ့နော်ဒီမြစ်မြစ်တင်တဲ့ဤတဲ့ဒေတာတွေမှာ ပြင်ဆင်မှုတွေလုပ်ပါအရေးကြီးတဲ့ဇာတ်စာနာတွေရေမစုံအောင်အဲ့တဲ့ထက်ပါရေမမြုပ်တဲ့နေဟာတွေကိုမြင့်တဲ့နေရာမှာထားပါနွားတွေဘာတွေတိရစ္ဆာန်တွေကိုအနည်းဆက်ဆုံးကုန်းမြင့်တွေကိုရွှေ့ထားပါကျွန်တော်တို့ပြည်သူမှာအားကိုးစရာပြည်သူပဲရှိပါတယ်เนาะဘာမှကိုဝင်ဝင်မရှိဘူးအခုရခိုင်ပြည်နယ်ရေမြုပ်နေတယ်ပါကျွန်တော်တိုင်းပြည်အေးချမ်းတဲ့ဆုံးအုံးကလေးဝိုင်းလူချပလိုက်လို့ရတယ်ဒါပေမဲ့အခုကဘုန်းကြီးကတော့တော်လိုင်းအဖွဲ့တွေနဲ့ဂိတ်ခါဘိုးတွေကြီဘိုးတွေ ုတ်တယ်မလားဒီဒေါ်လာရင်းအတွက်လိုအပ်တဲ့ဟာတွေထောက်ပံ့နေရကြတခါတဘာဘေးအနေကျုံလာငလင်ဘေးစတဲ့ပြင်စစ်ဘေးရှောင်းတွေအတွက်ဆိုတော့ပြည်သူတွေကလေတော်တော်ကိုလှုပ်ကြပါတယ်နော်တောက်လျှောက်လှူတာအခုကျွန်တော် messenger မှာဆိုရင်လေလှူတဲ့လူကကျွန်တော်အလှူခံတာတောင်မှမရှိဘူးကျွန်တော် line ပေါ်မှာ line မြင်အလှူခံတာတွေ့ဘူးလို့လားကျွန်တော်မလိုက်ဘူးမနှူးတော့ဟိုအရင်နေတာကျွန်တော်ဟိုမိုင်းကိုမိုင်းကလေးကျွန်တော်နဲ့နှစ်နာရီဆိုနှစ်နာရီတက်မှတ်ပြီးတော့ဘယ်ဟာအတွက်ဘာအတွက်ဝင်တဲ့ငွေကိုအလှူမယ်ဆိုတဲ့ဟာမျိုးနဲ့အလှူခံမှုလားအခုနောက်ပိုင်းကျွန်တော်လိုက်လွင်ပြီးတော့အလှူမခံဘူးဒါပေမဲ့ တောက်လျှောက်ကိုမစင်ကြာနေလွှဲလာလွှဲလာတာဘာတော့ကိုပြဖို့ကြည်ဖို့ကိုပြဖို့ကြည်ဖို့တော်နိုင်ရဲ့အတွက်စစ်ပေးဆောင်တွေ့မင်္ဂလာပါမနာဘူးကျွန်တော်တို့ပြည်သူကတော်တော်ကိုအလုံးလုံးနဲ့ပြည်သူအဓိကပါလေဥဆောင်ပိုင်းမှာအားကောင်းမောင်းတဲ့ဥဆောင်နိုင်မယ်စီးလုံးညီညွတ်ဆိုတာတိဆောက်သွားနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီဒုက္ခအာရအားလုံးကနေလွတ်မြောက်နိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့နော်သူတို့လူငါသမင်းဖြစ်နေမယ်အမိကျအမိသားကောင်းချက်ကောင်းစားလုပ်ကြမယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံအတွက်ရင်သေးဖို့အရင်ကောင်းပါတယ်เนาะတဘောဘေးအန်နေကြုံတွေ့နေရတဲ့ကျွန်တော်နိုင်ငံသားတွေအားလုံးအမြန်ဆုံး ဘေးရန်ကင်းဝေးကြပါစေလို့ဆုတောင်းပြတာပို့ပါတယ်။တရားတော်စစ်နိုင်ုံနိုင်ရပါမယ်။ကျွန်တော်တို့တိုင်းပြည်မှာအဓမ္မကြဆုံးပြီးတော့ဓမ္မအမြန်ဆုံးထွန်းကားနိုင်ပါစေ။ဟုတ်ပြီ။နောက်အဆုံးထိကျေးဇူးပြုတဲ့သူရောက်စီတဲ့အရင်ကျေးဇူးတင်ပါတယ်။ပရိသတ်ကျရမင်းတို့တက်ချက်လေးတွေကိုကမ္မမှာရေးပြကြပါ။ကျွန်တော်တို့တဲ့တဲ့လေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်။ Okay. Bye bye.